ချဲစီရဲ့ထိတ်တန်းပြစ်မှတ်အဖြစ်ရှိနေစေဆိုပေမဲ့ဂါလာချွန်ရဲ့ပတ်သက်လို့ဒီအချက်တွေကိုတန်လျာရှိနေတယ်မာရက်စ်ကဘရက်ဒမန်လောက်ပဲမိလားဗျာမန်ချက်စတာဖော့ဆန်ကနေပြန်လဲကြိုးလိုက်ပါရင်ဂါလာချိုကတော့မန်ယူအသင်းထံကနေထွက်ခွာခွင့်တောင်းခံထားပြီးလက်ရှိချိန်အထိလည်းချဲစီရဲ့ထိတ်တန်းပြစ်မှတ်အဖြစ်ဆက်ရှိနေစေဖြစ်ပါရင်ဒါပေမဲ့ချဲစီနေပြမာရက်စ်ကတော့ဖြစ်နိုင်မယ်ဆိုရင်ဂါလာချိုကိုမခေါ်စေချင်ဘူးလို့ပြောထားတယ်လို့လည်းသိရပါရင်ဘာပဲလဲဆိုတော့ဂါနာချွေးစိတ်တဲ့ပိုင်းဆိုင်ရာမင်းချမ်းမှုတွေကသူ့ရဲ့ကွင်းရင်းချေဆွဲနဲ့အသင်းပေါ်တက်ရောက်မှုရှိနေတဲ့အပေါ်မှာ ။ဗာရက်စကာကတန်ရရှိနေလို့ပဲဖြစ်ပါရင်တကယ်လို့ဂါနာချောသားရောက်ရှိလာခဲ့မယ်ဆိုရင်ချဲစီရဲ့အဝေးလဲကန်းအတွင်းမှာချဲစီကစားမတွေကအချင်းပြတ်သွားကြလိမ့်မယ်လို့မာရက်စကာကယုံကြည်နေပါရင်ဂါနာချောကမန်ယူရဲ့လူငယ်ကျယ်ဝင့်တူအဖြစ်ထင်ရှားပြီးသူ့ရဲ့ကစားဖို့ဟာရရင်မှုအရှိန်ဟုန်နဲ့ဂိုသင်းလိုစိတ်ပင်းပြမှုတွေနဲ့ပြည့်စုံပါရင်ဒါပေမဲ့ H4 တွေမှာဖော်ပြထားသလိုသူ့ရဲ့ဆုံးဖြတ်ချက်ချမှုနဲ့ရုပ်ပိုင်းဆိုင်ရာရည်သွေးတွေမှာအားနည်းချက်တချို့ရှိနေတယ်လို့ဝေဖန်ခံရတာတွေရှိပါရင် H4 တခုမှာဂါနာချွန်ရဲ့ဘောလုံးပိုင်ဆိုင်မှုရှိခင်လှုပ်ရှားမှုနဲ့ဂိုသွင်းလိုတဲ့စိတ်ဆန္ဒပင်ပြမှုကိုချီးကျူးထားပါရင် ဒါဟာသူ့မှာရှင်ပြိုင်လိုစိတ်နဲ့ကစားပွဲအတွက်စိတ်အားထက်သန်မှုရှိတယ်ဆိုတာကိုဖော်ပြနေတာပါပဲ။ဒါ့အပြင်ကာနာချိုဟာအသက်20နှစ်သာရှိသေးတဲ့လူငယ်စားမတူဖြစ်ပြီးမန်ယူလိုဖျားများတဲ့အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ကြိုးစားနေရတာကသူ့မှာစိတ်သက်ပိုင်းဆိုင်ရာခွန်အားရှိတယ်ဆိုတာကိုဖော်ပြနေပါတယ်။ဒါပေမဲ့ H4 တချို့မှာကာနာချိုရဲ့ဆုံးဖြတ်ချက်ချမှုအားနေတာကစားပွဲအတွင်းရင်းချက်မှုရှိတာနဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုထောက်ပြထားပါတယ်။ဒီအချက်တွေကသူ့ရဲ့စိတ်သက်ပိုင်းဆိုင်ရာရင်းချက်မှုမရှိသေးဘူးလို့ဝေဖန်သူတွေကယူဆစေခဲ့ပါတယ်။ မိုင်းစကိုင်းရဲ့တန်ရရအနေနဲ့ပတ်သက်ပြီးချဲစင်းနီးပြအနေနဲ့ဂါရာချိုရဲ့အဝေးလဲကန်းတဲမှာအစိုးမြင့်တက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်တယ်လို့ယူဆတာဟာသူရဲ့ကွင်းပြင်ပါပြည်မှုမှုတွေနဲ့ဆက်ဆက်နိုင်ပါတယ်ဂါရာချိုအလူမှုကွင်းရဲ့မှာတခါတရံအငင်းပွားပွေရာပြည်မှုမှုတွေဥပမာပြောမယ်ဆိုရင်နီးပြဆုံးဖြတ်ချက်တွေကိုသဘောမတူတဲ့ပုံစံမျိုးတွေပြုလုပ်တာမျိုးလုပ်ခဲ့မှုတာကြောင့်ဒီလိုအပြည့်မှုတွေကမာရက်စကာလိုစီကန်တင်းချက်တဲ့နီးပြအတွက်စိုးရင်စရာဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဒီအချက်တွေဟာဂါရာချိုရဲ့စိတ်ထဲပိုင်းဆိုင်ရာမကောင်းဘူးလို့တိတိကျကျတက်တည်ပြဖို့လုံလောက်တဲ့အထောက်အထားမရှိပါဘူး ူရဲ့အပြစ်မှုတွေဟာလူငယ်တူရဲ့ရင်းချမ်းမှုရှိသေးတဲ့သဘောတဘာဝတာဖြစ်နိုင်ပြီးစဲတဲ့ပိုင်းဆိုင်ရာပြဿနာကြီးကြီးမားမားတော့မဟုတ်နိုင်သေးပါဘူးကာရာချွေးရဲ့စဲတဲ့ပိုင်းဆိုင်ရာအခြေအနေဟာပြဿနာကြီးကြီးမားမားရှိတယ်လို့ယူဆဖို့ခိုင်မာတဲ့အထောက်အထားမရှိပါဘူးသူမှရှင်ပြိုင်လုံစိတ်ဂေါ်တင်းလုံစိတ်နဲ့ကစားပွဲအတွက်စိန်အားထက်သန်မှုတွေရှိပေမဲ့ဆုံးဖြတ်ချက်ချမှုအားနေတာနဲ့ကွင်းပြင်မှာပြုမှုမှုတချို့ကသူရဲ့ရင်းချမ်းမှုအားနေနေသေးတယ်လို့ထင်အောင်ထင်မှားဖြစ်နေနိုင်ပါတယ်မိုင်းစကာရဲ့တန်တရားတွေဟာသူရဲ့စီကန်တင်းကျတဲ့နေပြစတိုင်နဲ့ဆက်ဆက်နိုင်ပြီး ဂါနာချွေရဲ့စိတ်ထဲပိုင်းဆိုင်ရာပြဿနာတက်ဂါနာချွေရဲ့အပြုအမူတွေကိုစိုးရိမ်တဲ့သဘောဖြစ်နေပါရင်ဂါနာချွေဟာအသက်20နှစ်တာရှိသေးပြီးမန်ယူလိုကမ္ဘာထိပ်တန်းကလပ်မှာပုံမှန်ပွဲထွက်ခွင့်ရဖို့ကြိုးစားနေတာကသူ့ရဲ့လာလာကိုဖော်ပြပါရင်ဂါနာချွေရဲ့အရှိန်အဟုန်၊ကွင်းပြေပါလှုပ်ရှားမှုနဲ့ဂိုသွင်းလုံစိတ်ပြင်းပြမှုတွေကသူ့ကိုထိပ်တန်းတိုက်စစ်မှုတို့ဖြစ်လာနိုင်တဲ့အလားအလာရှိတယ်ဆိုတာကိုဖော်ပြပါရင်သူ့ရဲ့ကစားပုံဟာရိုနယ်ဒိုရဲ့အစောပိုင်းစာမပွားနဲ့နိုင်ရှင်ခံရမှုပြီးဒါကသူ့ရဲ့လာလာကိုထင်ဟပ်စေပါရင်ဒါပေမဲ့ H4 တွေမှာဖော်ပြထားသလိုဂါနာချွေရဲ့ဘောလုံးဖြန့်ဝေမှု ဒီပဲလှုပ်ဆောင်မှုနဲ့ဂေါဘောက်ကန်သိမ်းမှုတွေမှာအားနည်းချက်တွေရှိနေပါသေးတယ်။တရားချက်တွေကသူ့ရဲ့ကစားပုံရင်းချမ်းမှုမရှိသေးဘူးလို့ထင်စေပြီးထိတ်တဲကစားမတူဖြစ်လာဖို့တိုးတက်ဖို့လိုနေပါသေးတယ်။ export တစ်ခုမှာကာရာချိုရဲ့ရုပ်ပိုင်းဆိုင်ရာရေးသွေးဟာပရီးမီးယားလိရဲ့ပြည်မကစားသမားတွေထက်နှိမ့်ကျတယ်လို့ဖော်ပြထားပါတယ်။ပရီးမီးယားလိလိုရုပ်ပိုင်းဆိုင်ရာပြင်ထန်တဲ့လိမှာဒါဟာသူ့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်ပြီးဒဏ်ရာအနေနဲ့ပြိုင်ဘက်တွေကိုရင်ဆိုင်ရတဲ့အခါအခက်အခဲဖြစ်စေနိုင်ပါတယ်။ အချုပ်ဆိုရင်နော်ဂါနာချွာစိတ်တဲ့ပိုင်းဆိုင်ရာမကောင်းတဲ့ဇာမတူလို့ယူဆဖို့ခိုင်မာတဲ့အထောက်အထားမရှိပါဘူး။သူ့မှာရှင်မြိုင်လုံစိတ်ဂေါ်သိန်းလုံစိတ်နဲ့ဆေးရတက်တန်မှုတွေရှိပေမဲ့လူငယ်တူရဲ့ရင်းချဲမှုအားနဲ့ချက်တွေကြောင့်ကွင်းပြင်ပမှာအရင်ဘွားပွင့်အားပြည်မှုမှုတချို့ရှိခဲ့မှုပါရင်ဒေချဲတွေကမာရက်စကာလိုစီကန်တင်းချဲတဲ့နေပြာအတွက်ဇောရင်စရာဖြစ်လာနိုင်ပေမဲ့ဒါဟာဂါနာချွာရဲ့စိတ်တဲ့ပိုင်းဆိုင်ရာပြဿနာကြီးကြီးမားမားလို့မဆိုနိုင်ပါဘူး။ပြည်သူများကရောဂါနာချွာဘလို့များထင်မြင်ယူဆမိကြပါသလဲ။ဂါနာချွာအနေနဲ့သူ့ရဲ့မင်းချဲမှုတွေကိုပြင်ဆင်သင့်ပြီလား။ ပြောပေးခဲ့ကြပါဘူး။ဟုတ်ကဲ့ပါဗျာဗီလီကတော့ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။